အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အာရှခရီးစဉ်မစတင်မီလေးမှာပဲမြောက်ကိုရီးယားက၅နှစ်အတွင်းပထမဆုံးပဲ့ထိဒုံးကျည်စံတက်မှုကိုလုပ်ခဲ့ပါတယ်။တောင်ကိုရီးယားစစ်တပ်ကတာတူပြစ်ပဲ့ထိဒုံးကျည်အများပြားကိုမြောက်ကိုရီးယားမြို့တော်ပျုံယန်းရဲ့တောင်ဘက်ကနေပြစ်လွတ်တာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။အဲ့ဒီဒုတ်ကြီးတွေဟာအရှေ့မြောက်ဘက် ကီလိုမီတာ350အကွာလောက်အထိ ပြန်တန်းသွားခဲ့တယ်လို့လည်းဆိုပါရယ် ဂျပန်ဝန်ကြီးချုပ်တစ်ကတော့သူကြိုဟာအချိန်နဲ့တပြင်းညီဒုတိအချက်အလက်ဝေမျှမှုအပါဝင် အမေရိကန်တောင်ကိုရီးယားတို့နဲ့ဆက်သွယ်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်မြောက်ကိုရီးယားကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှတုံ့ပြန်ပြောဆိုတာမရှိပါဘူးအမေရိကန်သမ္မတဒေါ်နယ်ထရပ်ဟာအော်တိုဗလာနောက်ပိုင်းမှာမလေးရှားဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေကိုတွားရောက်ဖို့ရှိနေပါတယ်မလေးရှားမှာတော့အာဆီယံအစည်းအဝေးတက်ရောက်ဖို့ဖြစ်ပြီး ဂျပန်မှာတော့ဝန်ကြီးချုပ်တစ်စနိုင်းတာကအီချီနဲ့တွေ့ဆုံဖို့ရှိပါတယ်အဲ့ဒီနောက်တော့ APEC အစည်းအဝေးကျင်းပမဲ့တောင်ကိုရီးယားကိုတွားရောက်မှာဖြစ်ပြီးအဲ့ဒီမှာတရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ဆုံဖို့ရှိပါတယ်